အားလုံးမင်္ဂလာပါတရှိကုန်ကားပြေတွေကနေ ပြန်လည်ကျေးဇူးလိုက်ပါတယ်ဆရာကတော့ဒါရုန်နဲ့လက္ခဏာပြရဆရာဆရာရဲအောင်ပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ဒီအော်တိုဘာလ28ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အတွင်းမှာခွန်ရသားသမီးတွေရဲ့ပေါ့နော်ပြောင်းလဲလာမယ်ကန်စရာလေးအသေးစိတ်လေးကိုဆရာကဒါရုန်နဲ့ဖတ်ကြားပြီးတော့အဲဒီပေါ့နော်ဆောင်းဝဲဆောင်းဝဲလေးတွေကိုပြုလို့ရမယ့်နေရာလေးတွေကိုဘယ်နေရာလေးနေမှာကန်ရက်နေလဲဘယ်နေရာလေးမှာအားသာနေလဲကန်ခန့်အခွင့်အလမ်းတွေရလာမလဲဆိုတာကိုဆရာကကြည့်ပြီးတော့ဟောပြတော့မှဖြစ်ပါတယ်အဲ့တော့ အဲဒီတစ်ပတ်မှာတော့ဘယ်နည်းနဲ့သားသမီးတွေပါဝင်လာမလဲဘယ်နည်းနဲ့သားသမီးတွေကတော့ဘလိုမျိုးလေးတွေကန်စရာလေးတွေမှာကောင်းမွန်လာမလဲသိကျင်တယ်ဆိုရင်တော့ဆရာနဲ့ဒူကြည့်လိုက်ရအောင်ကဲမိမိတို့ရဲ့ကန်စရာလေးကိုဆရာကကိုစားကြည့်ပြီးတော့ဟောပေးသားမှာဖြစ်တဲ့အတွက်မိမိတို့အနေနဲ့ကကြတော့မိမိရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးပေါ်မှာလေအာယုံလေးစိုက်ပြီးဖို့အတွက်လည်းပြောချင်ပါတယ်ကဲခொနေသားသမီးတွေကိုအစင်လိုက်ပေါ်မြတ်ဖြစ်တော့ဒါကတနင်္ဂနွေသားသမီးတွေရဲ့တပတ်တာကင်ဆာလေးဖြစ်ပါတယ်။ လုပ်ငန်းငွေကြေးဒါကလူမှုရေးအခြေရေးဒါကကျမရေးကဲနေသားတစ်ခုချင်းစီပြောမယ်ပေါ့နော်ဒါကတော့တနင်္ဂနွေသားသမီးရဲ့အလဲပေါ့အဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့လုပ်ငန်းပိုင်းအဲ့တော့လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တနင်္ဂနွေသားသမီးတွေကဒီကန်စတာနမိတ်ထဲမှာလမ်းကောင်းတွေပြပေးနေတဲ့လူမျိုးကိုယ့်ရဲ့ပေါ့နော်အားနည်းချက်တွေကိုယ့်ရဲ့ ဟိုမမြင်သေးတဲ့ရှုထောင့်တွေကိုပြသပေးနိုင်မယ်ပြောပြပေးနိုင်မယ်ညွှန်ကြားပေးနိုင်မယ်ဒီမိတ်ဆွေကောင်းတို့အကြီးအကဲကောင်းတို့လူကြီးသူမများနဲ့တွေ့ရတဲ့တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အကြံဉာဏ်တွေကိုကိုကလေးလာစီးပူးပြီးတော့ဒါကိုလက်တွေ့အသုံးချမယ်ဆိုရင်တော့ပို့ပြီးကောင်းမွန်တဲ့နမိတ်မျိုးတွေကိုရရှိမယ်ကန်စရာလေးကိုတွေ့ရပါတယ်အဲ့တော့ဒါလေးကတော့လုပ်ငန်းကံဖြစ်ပါတယ်လုပ်ငန်းပိုင်းနဲ့ပတ်သက်ရင်တော့ကိုကိုတိုင်ကကောင်းမှပြီးတော့ကိုပြစ်ချင်တာကိုလှုပ်ချင်တာကိုရဲ့စဉ်းစားထားတဲ့အရာတွေကိုပဲမဟုတ်ပဲနဲ့ ဘေးကပေးတဲ့အကြံဉာဏ်တွေကိုကိုကိုတေချာလေးပေါ့နော်အသုံးချတတ်ဖို့လိုရလိမ့်မယ်အသုံးချနိုင်ရင်ချနိုင်သလောက်ပေါ့နော်ပို့ပြီးတော့ဟိုရရှိဖို့အဲကံခွင်လန်းတွေတွေ့ရတယ်အဲ့တော့ အသီးသီးမှလည်းပိုကောင်းတဲ့အရာမျိုးလေးတွေလည်းရလာဖို့ရှိတယ်ပေါ့နော်အဲ့တော့အဖက်ဖက်ခကောင်းမွန်တဲ့အရာမျိုးလေးတွေလည်းကိုကရရှိပိုင်ဆိုင်မယ်ဒါပေမဲ့တခုရှိတာကိုကိုတိုင်ကဒီကန်လာတွင်မှာတစ်ဖက်ပိတ်ပဲပေါ့နော်ကိုကိုတိုင်ကိုပြချင်တာကိုလှုပ်ချင်တာအဲကိုစိတ်တွေမှာရှိကြကိုပဲကိုကသုံးမချက်မချဘဲနဲ့ပေါ့နော်ပွင့်ပွင့်လင်းလင်းနဲ့ကိုတေချာလေးရှင်းပြဒီချာအတိုင်းမင်းတို့ရဲ့အကြံဉာဏ်တွေကိုရယူအဲ့လိုမျိုးအသုံးချမယ်ဆိုတော့ပို့ပြီးတော့ကန်စတာကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်ကဲဒုတိယ တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကံအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့အဲကိုလိုအပ်တဲ့အရာတွေမှာကိုကငွေသုံးစရာကိစ္စလေးတွေပေါ်လာတတ်တယ်အဲ့တော့ငွေသုံးစရာကိစ္စတွေဆိုတော့ကဘဝအတွက်အကျိုးရှိတဲ့အရာမျိုးလေးတွေကိုအတွက်လိုအပ်တဲ့နေရာမျိုးလေးတွေမှာငွေကြေးသုံးနေရတာမျိုးတွေကြောင့်ငွေကြေးကတော့အဖက်တင်မှာမဟုတ်ဘူးဒါပေမဲ့အကျိုးရှိမဲ့ပြန်လဲပြီးတော့ဒီသုံးလိုက်တဲ့အရာကပြန်လဲပြီးရရှိလာမဲ့ဟာမျိုးအဲပြန်ပြီးတော့ဟိုအကျိုးခံစားခွင့်ရရှိမဲ့ဟာရမျိုးတွေလည်းဖြစ်လာဖို့ရှိပါတယ် ဲ့တော့ပြောရမယ်ဆိုတော့ငွေကုန်ပြီးတော့အဖက်မနေတာမျိုးတော့မဟုတ်ဘူးငွေကုန်ပြီးတော့အဆင်ပြေမယ်လိုအပ်တဲ့အရာမျိုးတွေမှာငွေသုံးနေရတဲ့တယ်ဆိုတော့ကင်ဆာတာလေးကိုတွေးရတယ်ပေါ့နော်ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့လူငွေရေးပိုင်း အဲ့တော့လူမိုးရေးပိုင်းနဲ့ပတ်သက်ရင်တော့အမှန်နေပြောလို့အဲလူမိုးများနေမဲ့ကန်တရာလေးတစ်ခုကိုတင်းငွေတားသမီးတွေရောက်ရှိနေတတ်ပါတယ်အဲ့တော့ကိုဘက်ကပေါ့နော်ပြောရရင်တော့မလိန်တတ်တာမျိုးလေးတွေပုံမလိန်လေးပြောတတ်တာမျိုးလေးတွေအမှန်အတိုင်းပြောနေတာမျိုးလေးတွေကြောင့်အဲလူပတ်ဝန်းကျင်မှာအဲကိုရဲ့ပေါ့နော်လုပ်ငန်းဝင်ထဲမှာအမြင်မကြည်တာမျိုးလေးတွေအဲမနာလိုတာမျိုးလေးတွေအနောက်ရှက်ပေးတဲ့လူမျိုးလေးတွေဂျုံရတတ်ပါတယ်အဲ့တော့အဲပြောရရင်တော့ဒီကလာထဲမှာတော့သူသတိထားပေးဖို့ကောင်းတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ အမှန်တိုင်းပြောတာမျိုးလေးတွေလည်းမပြောနဲ့မို့ပြောဒါပေမဲ့ချင်းချင်းပြီးတော့ဒေချာလေးနဲ့အဲဝေဖန်ပိုင်းချားပြီးကိုကိုတိုင်ပေါ့နော်ကိုအတွက်ကိုရဲ့ save site လေးတွေကိုရဲ့ဟိုပေါ့နော်ယုံကြည်ရတဲ့လူမျိုးလေးတွေလောက်ပဲပြောအရင်အကုန်လုံးကိုလိုက်ပြောနေပြီးတော့အမုန်းခံတာမျိုးလေးတော့မဖြစ်ပါသေးနဲ့နော်ကဲနောက်တစ်ခု နောက်တစ်ခုအနေနဲ့ကကြတော့အခြေရေးကံဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေရဲ့အခြေရေးကံစရာနဲ့ပတ်သက်ရင်တော့ဒီကံစရာနမိတ်ထဲမှာတနင်္ဂနွေသားသမီးတွေက ကိုအနေနဲ့ပင်မန်းစင်းရဲဆိုတာပေါ့เนาะစိတ်ပင်မန်းနေရတာမျိုးလူပင်မန်းနေရတာမျိုးလက်တလုံးမှာအကြည်ရေးကြောင့်စိတ်ပင်မန်းမှုတွေများနေမဲ့ကာလာတခုကိုရောက်ရှိနေလိမ့်မယ်ကို့အတွက်လည်းပျော်ရွှင်စရာကောင်းတဲ့ဟာတွေထက်ပေါ့เนาะစိတ်ညစ်စရာကောင်းတဲ့ကိစ္စလေးတွေအဲကိုမကြားကျင်တဲ့သတင်းမျိုးလေးတွေကြားနေရတာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်အဲ့တော့အခြေအနေပတ်သက်ရင်တော့စိတ်ပင်မန်းနေတာမျိုးလေးတွေစိတ်ရှုပ်စရာလေးတွေများနေမဲ့ကာလာတခုကိုရောက်ရှိနေတတ်ပါတယ် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့အဲတနင်္ဂနွေသားသမီးတွေရဲ့ကျမ်းမာရေးအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဝမ်ပိုင်းနဲ့ပတ်သက်တာမျိုးလေးတွေအောင်ကျော်နဲ့ပတ်သက်တာမျိုးလေးတွေအဲ့တော့အေးမိတာတွေအေးခံတာမျိုးတွေအကြောင်းကျမ်းမာရေးခြူချပြီးတော့ပေါ့နော်ဆေးရုံဆေးကန်းမကြခဏသွားပြနေရတဲ့တာမျိုးလေးတွေဖြစ်ပေါ်နေတတ်ပါတယ်ဒါလေးကတော့ကင်ဆာလေးဖြစ်ပါတယ်အဲ့တော့ကင်ဆာလေးပြောပြီးရဲ့နောက်မှာတော့ပြုတ်လုပေးရမယ့်ရေရာလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ပြုတ်လုပေးရမယ့်ရေရာလေးအနေနဲ့ကကြတော့မိမိရဲ့အိမ်ဖျားမှာ အုံလို့ခောက်ဆွဲလေးတပွဲလူတန်းပြီးတော့ဆူတောင်းပေးပါအညက်နေခြေဖို့အတွက်အဲကန်စတာကောင်းမွန်ခြင်းရရှိလာဖို့အတွက်ဆူတောင်းပေးပါအဲဆိုတော့အညက်နေခြေပြီးတော့ကောင်းမွန်မှုရရှိလာမှာဖြစ်ပါတယ်ကဲဒါကတော့နင်းငွေတွေပြီးသွားပြီကဲနင်းငွေပြီးသွားရဲဆိုရင်တော့ဂျလင်းလာတွေရောက်ပြီပေါ့နော်လုပ်ငန်းငွေကြေးလူမှုရေးအခြေရေးကျမ်းမာရေး ယ်တနင်္လာသမီးတွေရဲ့ကင်ဆာလေးကိုကြည့်ပါမယ်အဲ့တော့တနင်္လာသမီးတွေရဲ့ကင်ဆာကိုကြည့်တဲ့နောက်မှာလုပ်ငန်းနဲ့ပတ်သက်ရင်တော့အမျိုးသမီးတဦးကြောင့်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာနာမည်ကုန်သတင်းတွေတက်တာမျိုးလေးတွေယာရုတို့လာတာတို့တာမျိုးလေးတွေကြုံရဖို့ရှိပါတယ်ဒါလေးကတော့လုပ်ငန်းနဲ့ပတ်သက်ရင်အလောက်ကန်လေးကောင်းမွန်ပြီးတော့ဒီကန်ဆာတွေမှာမျက်နှာပန်းလာပြီးတော့ကိုယ့်ရဲ့သတင်းကောင်းတွေအဲပြီးတော့ကိုယ့်အတွက်ပေါ့နော်မင်္ဂလာသတင်းမျိုးလေးတွေကြားရမယ့်ကန်ဆာလေးကိုရောက်ရှိနေတတ်ပါတယ်ဒါလေးကလုပ်ငန်းကန်လေးဖြစ်ပါတယ် ကဲလုပ်ငန်းကံပြီးသွားတဲ့နောက်မှာတော့ဒုတိယငွေကြေးကံအဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကန်စဒီကန်စတာပေါ့နော်ဒီကန်စတာအတွင်းမှာဒီကလာအတွင်းမှာတော့ငွေကြေးကတော့ရသလောက်ပြန်ကုန်နေတတ်ပါတယ်အဲ့တော့ကိုယ်အတွက်ကတော့အဖက်တင်မှာမဟုတ်ဘူးဒါပေမဲ့တကွရှိတာကကိုယ်ဝင်လာတဲ့ငွေကြေးတွေကိုသေချာချာစစ်စစ်စီစီနဲ့တုံးပြီးတော့အကျိုးရှိတဲ့နေရာတွေအကျိုးရှိတဲ့ဟိုစု စုဆောင်မှုမျိုးတွေအဲ့တော့အဖက်တင်အောင်ပေါ့နော်သေချာချာလေးစုဆောင်တတ်မယ်ဆိုရင်တော့အရင်ကြီးကုန်စလောက်မကုန်တာမျိုးတွေတော့ရှိတတ်တယ်အဲ့တော့ အဲ့လိုမဟုတ်ဘဲနဲ့ကိုကငွေဝင်လာတယ်မေမေရမရှိဘဲနဲ့ဟိုဟာလေးသုံးလိုက်ဒီဟာလေးသုံးလိုက်ဆိုတော့အဖက်တင်မှာမဟုတ်ဘူးအဲ့တော့အကျိုးရှိတဲ့အရာတစ်ခုခုဟိုမှာအဲငွေဝင်လာတယ်ဆိုရင်ရွှေလုတ်ပေးတာမျိုးဖြစ်ဖြစ်အဖိုးတန်ပစ္စည်းတစ်ခုခုဝယ်တာမျိုးကြောက်ဝယ်လိုက်တာမျိုးဖြစ်ဖြစ်ပေါ့နော်ဒါတော့နမူနာပေါ့နော်အဲ့လိုမျိုးလေးလုတ်ပေးခြင်းဖြင့်ကိုယ့်ရဲ့လက်ထဲမှာအဲတည်ရှိနေလိမ့်မယ်အာပြန်ရော့သွားတာမျိုးလေးတွေပြောက်ွယ်သွားတာမျိုးလေးတွေယော်ပါသွားတာမျိုးလေးတော့မဖြစ်တတ်ဘူးဗောနော်အဲ့လိုမဟုတ်ပဲနဲ့ငွေကိုငွေတိုင်းထားမယ်ဆိုရင်ငွေအဖက်တင်မှာမဟုတ်ဘူးကဲနောက်တစ်ခုနောက်တစ်ခုကကြတော့လူမှုရေး အဲ့တော့လူမွေးရေးနဲ့ပတ်သက်ရင်တော့တနင်္လာသားသမီးတွေအနေနဲ့ကကြတော့ဒီကန်စတာနဲ့မှာတော့အဲလူမွေးရေးကြောင့်ပေါ့နော်နည်းနည်းလေးအာကူညီတတ်တာမျိုးလေးတွေအကူညီပေးတာမျိုးလေးတွေကိုယ့်ရဲ့ပတ်ဝန်းကျင်ထဲမှာအဲမိမိထက် ဟိုနေပါသူတွေမိမိထက်လိုအပ်တဲ့လူတွေအဲ့လိုလူတွေကိုကူညီပေးတာကြောင့်ကိုယ့်ရဲ့မင်္ဂလာသတင်းမျိုးလေးတွေသတင်းကောင်းလေးတွေကိုယ့်ရဲ့ကောင်းတဲ့သတင်းလေးတွေကပြန့်ပြီးတော့ပေါ့နော်လူကြီးလူကင်တွေပေါ်များနေတာမျိုးလေးတွေပတ်ဝန်းကျင်မှာမိတ်ဆွေကောင်းတွေရလာတာမျိုးလေးကြောင့်ကတက်ပါတယ်အဲ့တော့ကူညီတတ်တဲ့စိတ်ကြောင့်တော့မျက်နှာပန်းလာပြီးတော့မျက်နှာပွင့်နေတတ်ပါတယ်ဒါတွေကတော့လူမွေးကန်ပေါ့နော်လူမွေးမှာလည်းကိုစည်စနာထားသလိုကိုပေါ်စည်စနာထားမဲ့လူမျိုးလေးတွေမိတ်ဆွေကောင်းလေးတွေအပေါင်းအသင်းကောင်းမျိုးလေးတွေနဲ့တွေ့ရတတ်ပါတယ်ဒါလေးကလူမွေးကန်ဖြစ်ပါတယ် Okay လူမွေးကံပြီးသွားတဲ့နောက်မှာတော့နောက်တစ်ခုအခြေအကံအခြေအနေနဲ့ပတ်သက်ရင်တော့ဒီကာလကအခြေအမှ တစ္ဆာအဖောက်ချင်းခံရတာမျိုးလေးတွေကိုရှိရသားနဲ့တခြားလူတယောက်ကိုပေါ့နော် ကိုချစ်သူကအဖောက်ပြန်သွားတာမျိုးတို့အဲအဲ့လိုမျိုးပဲမဟုတ်ပဲねပေါ့နော်အဲကိုစိတ်ထဲရပေါ့နော်အလိုလိုသိနေတတ်တာမျိုးလေးတွေရှိနေတတ်ပါတယ်အဲ့တော့လက်တလုံးမှာတော့အချင်းနဲ့ပတ်သက်ပြီးကံခယုံမှမဟုတ်ပဲねပေါ့နော်ကိုမကြားကျင်တဲ့သတင်းမျိုးတွေကိုအတွက်မမျောလင်းထားတဲ့ပေါ့နော်ဟိုသတင်းစကားမျိုးတွေပေါ့ကြားရတတ်တာမျိုးလေးတွေကိုရဲ့ချစ်သူခင်သူတွေစီကနေပေါ့နော် negative ဆန်တဲ့သတင်းတွေပေါ့နော်မကောင်းတဲ့သတင်းတွေကြားရတာမျိုးအဲကိုနဲ့ပတ်သက်ပြီးကိုကသူ့ဘောမှာစေစနာထားပြီးတော့ပြန်ပြီးတော့စေစနာထားမခံရတာမျိုးတွေစော်ကားခံရတာမျိုးတွေကြုံရတတ်ပါတယ်အဲ့တော့အဲလက်တလောင်းမှာတော့အချင်းနဲ့ပတ်သက်ပြီးတော့လောလောဆယ်မှာအစီအမပြေမှုလေးတွေများနေတတ်ပါတယ် ကဲအခြေပြီးသွားတဲ့နောက်မှာတော့ကျမ်းမာရေးပါကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီနေ့သားသမီးများအနေနဲ့ကကြတော့ရေနဲ့ပသက်တာမျိုးလေးတွေအဲပြီးတော့အစာရင်းနဲ့ပသက်တာမျိုးလေးတွေဝမ်းပိုင်းနဲ့ပသက်တာမျိုးလေးတွေမှာကျမ်းမာရေးခြူကြပြီးတော့စိတ်ုံစီကံသွက်ပြနေရတာမျိုးလေးတွေစိတ်ဆိုးစိတ်ဆောက်ပြုနေရတဲ့ကာလတစ်ခုကိုရောက်ရှိနေတတ်ပါတယ်ဒါလေးကတော့ဒီနေ့သားသမီးတွေရဲ့ လတ်တလောင်းမှာပြောင်းလဲလာမယ်ကင်ဆာလေးတွေပြီးတော့ပြုတ်လို့ပြရမယ်ຢာလေးတွေပေါ့နော်အဲ့တော့အာဒါတွေအတွက်ပေါ့နော် ဆောင်ရယ်ရှောင်ရယ်လေးတွေရတရာလေးပေါ့နော်ရတရာလေးအနေနဲ့ကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာပေါက်ပေါက်ဆုံးလေးထူထမ်းပြီးတော့စူတောင်းပေးပါအဲ့တော့ကံညာလေးတွေရှိမှပြောတဲ့ကံညာလေးတွေလည်းပျောက်ကင်းသွားမယ်ကောင်းမွန်တဲ့ကံလေးတွေကလည်းကောင်းတဲ့ကောင်းလာမှာပေါ့နော်အဲ့လိုပြုတ်လို့ချင်းပြီးကင်ဆာကောင်းခြင်းကိုရရှိလာပါသေးနော်ကဲတနင်္လာနေ့ပြီးသွားရင်တော့မှာတော့အင်္ဂါတွေလက်ရောက်ပါပြီနော် ကဲအင်္ဂါရီအလဲပါလုပ်ငန်းငွေကြေးလူမှုရေးအခြေရေးကျန်းမာရေးဒီတပတ်တာအတွက်အင်္ဂါရီရဲ့ကန်ဆာတာလေးကြည့်မယ်ပေါ့နော်ကန်ဆာတာအရာကတော့ပြောရရင်တော့အင်္ဂါသားသမီးတွေကလုပ်ငန်းအသစ်တစ်ခုကိုလုပ်ကင်ဖို့အတွက်စိတ်အားပြင်းထန်နေတယ်စိတ်အားထက်သန်နေတယ် အဲ့တော့လုပ်ငန်းကလည်းကိုလုံနိုင်တယ်ကိုအောင်မြင်မယ်ဆိုတော့ဂျိန်းတေပေါက်ကိုယုံကြည်ပြီးတော့ပေါ့နော် လုပ်တဲ့အရာတွေကဟောအထပြီးတော့အစင်ပြေတာမျိုးအကျိုးပြေတာမျိုးရှိတယ်အဲ့တော့ဒီကာလာထဲမှာအဆုံးပြည့်တွေခိုင်မာဖို့အဲကိုလုံချင်တဲ့အရာတစ်ခုကိုကိုကဂျိန်းတေပေါက်လုံနိုင်ဖို့ပဲလိုအပ်နေမယ်အဲ့တော့ကန်ဆာက